အားလုံးမင်္ဂလာပါ UK Mesh ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ။ Tottenham Hotspur အသင်းရဲ့နီးပြ၊ Thomas Frank ကသူတို့အသင်းရဲ့ဒါတိုက်စစ်ပိုင်းအတွက်သူကစားမအသစ်လိုချင်နေတယ်။ဆိုတော့စပါးကအခု Champion League မှာတော့ရှုံးပွဲမရှိကစားတာပေါ့လေ။သူအခုကျွန်တော်တို့ဒီစီနေ့စနေနေ့မှာ Manchester United နဲ့ကံမယ်။အဲ့ပွဲမှာတိုက်ကီတီစပါးအသင်းရဲ့တိုက်စစ်ကဘယ်လိုပြောမလဲ။ခမ်းမရခတ်တယ်ဗျ။ ါ Spurs ကအခု International Break ပြီးမှလည်းသူတို့ပွဲချက်တွေစတိုက်ကံမယ်သူတို့ကအခုဒီတစ်ပတ်ကံမယ် Man United ပွဲထက်စာရင် International Break ပြီးရဲ့စောင်းရာသီကာလရဲ့တရားသီလို့အတိုင်းတာအတွက်တိုက်စင်မှု ဆိုတော့ဒီတစ်ပတ်ကံမဲ့ Man United ပွဲပြီးရင် Spurs ကမြောက် London Derby ကို Arsenal ရဲ့ခွင့်သွားကံမဲ့ဂျာယက်မှာ Champions League ဖြစ် Paris Saint-Germain ရဲ့အဝေးခွင့်ထက်ကံမဲ့ပြီးရင် Spurs က London ကိုပြန်လာပြီး Fulham ကို London Derby ထက်ကံမဲ့ပြီးတာနဲ့ Newcastle ရဲ့ St. James's ကိုသွားကံမဲ့ပြီးရင် London မှာ Brentford ကိုကံပြီးတော့ Slavia Praha ပြီးရင် Northern Forest ပြီးရင် Liverpool ပြီးရင်ဒါ Crystal Palace ပြီးရင် Brentford ဆို Spurs ရဲ့ပွဲတွေကဘယ်လိုပြောမလဲဆိုတော့ ော်တော်များများပွဲချက်တွေကြီးစတိုက်ခံရမယ်ဆိုတော့နီးပြားဒီဘယ်လိုပြောမလဲတိုမက်စ်ဖရန်ကတိုက်စစ်ကတကယ်လိုချင်တယ်ထော်တန်ဟော့စ်ဘာမှာတိုက်စစ်မှုမရှိမှုရှိတယ်နော်ဒါပေမဲ့စပါရဲ့တိုက်စစ်မှုတွေအားလုံးဟာဘယ်လိုပြောမလဲဆိုတော့ twin go တွေအတွက်အာမခံချက်လုံးဝမရှိတဲ့သူအရင်တုန်းက human son ရှိတယ် hurricane ရှိတယ်တိုက်စစ်ကအချမ်းချမ်းတောက်ပဲဘသူကစားကစားဂိုးရတယ်ဒါပေမဲ့အခုလောလောဆယ်မှာစပါတင်ရဲ့တိုက်စစ်ကဂိုးရဖို့အမတန်ခက်နေတယ် ထော်တနာဟော့စပါအတင်းကအခုလက်ရှိမှာသူတို့တိုက်စီမှာဒိုမနစ်ဆလန်ကီရှိတယ်ပြီးတော့မှမက်တီတဲရှိတယ်ရီချာလစင်ရှိတယ်ရန်ဒန်ကိုလိုမွားနီရှိတယ်တိုက်စစ်က၄ယောက်ရှိတယ်တိုက်စစ်မှု၄ယောက်ရှိတယ်အဲ့တိုက်စစ်မှု၄ယောက်မှာထော်တနာဟော့စပါရဲ့ top goal scorer ကဘသူလဲဆိုတော့အခုလိပြိုင်ပွဲမှာဆိုရင် Mickey Van de Ven နဲ့ Richarlison ပြိုင်ပွဲဆိုမှာဆိုရင်မီကီဗန်ဒပန်မီကီဗန်ဒပန်က6ဂိုးသွင်းထားတယ်ဆိုတော့ပြောချင်တဲ့ချက်ကထော့တနဟာ clearly striker option ကအမတန်အားနေတယ်မနစ်ကတော့ Brandon Jones တော်တော်လေးအားကိုးရတယ်ဗျာဒါပေမဲ့အခု Spurs ကဘာကြောင့် Thomas Frank နီးတိုက်စစ်မှုလို့လဲရှင်းရှင်းလေးပဲဒီရသီမှာ Spurs ရဲ့တိုက်စစ်ကဂိုးမသွင်းနိုင်တဲ့ပြဿနာကျန်တဲ့သူတွေအကုန်လုံးပတ်သွင်းနေတဲ့အချက်ဒီရသီမှာ Tottenham Hotspur က16ဂိုးသွင်းနေရှစ်ဂိုးပေးရတယ်16ဂိုးဆိုတပွဲပြတ်မြတ်2ဂိုးလောက်ပဲဒါပေမဲ့စပါအသီးရဲ့ အဲအဓိကပြဿနာကမလူလာအပ်တဲ့ absolute ခဏခဏဖြစ်တယ် majority ပြအခုဒီရသည်မှာ job polling ကခြေစွမ်းပြတယ် mickey van der ben ခြေစွမ်းပြတယ်တခြား defensive position က unlikely source တွေကဒီစပါကိုးတွေရတယ်အဲ့ဒါကို thomas frank ကသဘောမချဘူး van der ben က premier league မှာ3ကို champion league မှာ2ကို super cup မှာ2ကိုနဲ့ total သူ6ကိုတွင်းထားတယ်အဲ့ job polling က defensive midfield player က premier league မှာ2ကို efa cup မှာ2ကို champion league မှာ2ကိုနဲ့ဒါ van der ben က ဒါပိုလီညာက၄ဂိုးသွင်းတာတယ်နောက် Brandon Johnson က Premier League မှာ၂ဂိုး EFL Cup မှာ၂ဂိုး Champion League မှာ၂ဂိုးနဲ့ပြိုင်ပွဲဆိုမှာ၄ဂိုးဆိုတော့ Tottenham Hotspur ရဲ့ဂိုးသွင်းတဲ့တိုက်စစ်၃ဂိုးများဆုံးသွင်းတဲ့၃ယောက်ကတယောက်က center back တယောက်က defensive midfield player နောက်တစ်ယောက်ကတော့ wingers ဆိုတော့တိုက်စစ်မှုတွေကြည့် Richardson Premier League မှာ3ဂိုးနဲ့ပြိုင်ပွဲဆုံးမှာ3ဂိုး။နောက် Matty De ကပြိုင်ပွဲဆုံးမှာ Premier League မှာ2ဂိုးနဲ့ပြိုင်ပွဲဆုံးမှာ2ဂိုး။ဒါပဲရှိတယ် ်ခိုလိုမဝါနီလည်းကိုမသွင်းသေးဘူးဒိုမနစ်ဆလန်ကီကတော့ချစ်ချင်းဝတ်တန်ရတယ်လို့ဒါဆိုတော့စပါတိုက်စစ်ကဒီရာသီမှာ၄ကိုပဲရသေးတယ်အဲ့ဒါတော့ရီချာ ඩ් စင်ကဟိုရာသီအစမှာတွင်းထားတာဟိုတနေ့ကလည်းပနတီလွှဲထားတော့ဆော့စပတ်ကတိုက်စစ်ဘူးလိုးကိုလိုးတယ်ဆိုတော့အခုသူတို့သဘောကျတဲ့သူရှိတယ်အိုင်ဗန်ထိုနီကိုသူတို့တောက်လျှောက်သဘောကျတယ်အိုင်ဗန်ထိုနီကိုသူတို့လိုချင်တယ်အငားပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်သူတို့အငားဖြစ်ဖြစ်ဘာဖြစ်ဖြစ်သူတို့တိုက်စစ်မှုတယောက်လိုချင်တယ်ဒါသူတို့ရဲ့ Tottenham Hotspur နောက်ရာသီမှာဆိုရင်သူတို့ရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့ Hurricane တောင်မှာ65တန်းနဲ့ပြန်ခေါ်နိုင်မဲ့ chance မျိုးဒါအခုလက်ရှိမှာ Spurs ကဘယ်လိုပြောမလဲဒါသူတို့လိုချင်တယ်ဗျာဆိုတော့ Tottenham Hotspur ရဲ့ striker ကတော်တော်လေးတော့ဒါဘယ်လိုပြောမလဲဒါအခြေအနေစိုးနေတယ်ဆိုတော့ Ivan Toney ကိုရဖို့ခတ်တယ် ဒါအခုလောလောဆယ်အနေထားရဒါဘယ်လိုပြောမလဲတော်တော်များများအပြောင်းလဲစပါရဲ့တိုက်စစ်မှုရှာပုံတော့အတွက်ခါလဲခတ်တော့ခါသူတို့ပါလေအထောင်တိုက်စစ်မှုဖြာသူတို့ဆွေပြအခုဂျိုနသန်ဒေးဗစ်ဆိုတဲ့ဂျူဗန်တက်တိုက်စစ်မှုနဲ့သဘောချတယ်တကယ်လို့ဗလာဟိုဗစ် free ထွက်သွားလို့ရှိရင်ဗလာဟိုဗစ်သဘောချတယ်သူတို့ကပြအခုလောလောဆယ်မှာတိုက်စစ်မှု market ကိုသူတို့သဘောချနေတယ်စပါရဲ့တိုက်စစ်မှု Ivan Tony ရလည်းမဆိုဟိုစလိုင်းကီးပြန်ကောင်းလာရင်တော့တမျိုးဒါပေမဲ့စလိုင်းကီးကလည်းကျွန်တော်ပြောသလိုကိုယ်ကြီးအများကြီးတွင်းနိုင်တဲ့သူလည်းမဟုတ်ဘူး ဒါသူ goal မရအောင်ကိုရတယ်ဒါပေမဲ့လက်ရှိအနေချာရ Spurs က clearly attacking ဘက်မှာအားနေနေတယ်မိပြဖြစ်သူကတိုက်စစ်တော့တကယ်ကိုစမ်းဆောင်ပြီးတော့အခုဆိုရင် Thiago တော့သဘောကျတယ်ဗောနိ Brandfo ကအားလုံးကျေးဇူးတင်ပါတယ်